ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြမှုတွေနေစဉ်ရက်ဆက်ဖြစ်ပွားနေပြီးနိုင်ငံရေးမတည်မငြိမ်ဖြစ်နေတယ်လို့ AFP သတင်းတရမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့နှစ်ကဝင်ကြီးချုပ်ရှိဟာစီနာရဲ့အစိုးရအဖွဲ့ကိုဖြုတ်ချခဲ့တဲ့စူပိုအောင်ကြွမှုတွေအပြင်နိုင်ငံရေးပါတီတွေဟာအာဏာရရှိရေးအတွက်ပြိုင်ဆိုင်နေကြချိန်မှာဒါကာမျိုးရဲ့လမ်းတွေပေါ်မှာဆန္ဒပြမှုတွေဟာနေစဉ်အလုပ်တစ်ခုလိုမျိုးဖြစ်ပွားလာခဲ့တာပါ။ 2024ခုနှစ်ကရာရောကနေဖြုတ်ချခံခဲ့ရတဲ့ဟာစီနာဟာအိန္ဒိယကိုထွက်ပြေးတင်းရှောင်သွားခဲ့ပြီးကြတဲ့ကလူဦးရေတန်း190ရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာနိုင်ငံရေးအကျပ်တဲနဲ့အင်ဆိုင်ခဲ့ရပါတယ်။မေ28ရက်ကလည်းလူဦးရေတန်း20ကျော်နေထိုင်တဲ့ဒါကာမြို့တော်မှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီဆန္ဒပြမှုတွေဟာပုံမှန်လူမျိုးဖြစ်ပွားလာခဲ့တာဖြစ်ပြီးအစ္စလာမ်ရဲ့ခေါင်းဆောင်တအိုးတင်ရန်ကနေလွတ်မြောက်လာမှုကိုထောက်ခံသူတွေနဲ့စန့်ကျင်သူတွေအကြားတံပြန်တပိတ်တွေပြစ်လုခဲ့ကြပါတယ်။ ဆယ်လေးနှစ်ကြာအကျဉ်းချခံခဲ့ရပြီးတဲ့နောက်ဒီနေ့မနက်ခင်းမှာပဲကျွန်တော်ပြန်လည်လွတ်မြောက်လာခဲ့ပါပြီလို့ဘင်္ဂလားဒေ့ရှ်ရဲ့အဓိက အစ္စလာမစ်ပါတီဖြစ်တဲ့ Jamaat Islamic Party ခေါင်းဆောင် ဖြစ်တဲ့ Isharu Islam ကပြောပါရယ်လက်ရှိမှာယာယီအစိုးရအဖွဲ့ဟာဖိအားတွေနဲ့ရင်ဆိုင်နေရပြီးပြီးခဲ့တဲ့ရက်ပိုင်းအတွင်းနိုင်ငံရေးပါတီတွေကလမ်းတွေပေါ်မှာဆန္ဒပြမှုတွေပြုလုပ်ခဲ့ပြီးရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကိုကြေညာဖို့တောင်းဆိုခဲ့ကြပါရယ်ယာယီအစိုးရကတော့အာနာရှင်စနစ်ကိုဟန်တာဖို့စီလုံးညီညွတ်မှုကိုလိုအပ်ကြောင်းပြောကြားခဲ့ပါတယ် ကျေပြင်းတဲ့ဈေးလုံးညီညွတ်မှုဟာအမျိုးသားရေးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပဖို့ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့အာဏာရှင်စနစ်ကိုဟန်တာဖို့မရှိမဖြစ်လိုအပ်ပါတယ်လို့အစိုးရအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။မေ22ရက်ကလည်းဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ကောင်ဆောင်မိုဟာမက်ယူနိုကနိုင်ငံရေးပါတီတွေရဲ့ထောက်ခံမှုကိုမရရှိပါကယာရုကနေနှုတ်ထွက်မယ်လို့ပြောကြားခဲ့ပါတယ်။ အသက်84နှစ်အရွယ်ငြိမ်းချမ်းနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဟာရွေးကောက်ပွဲမပြုလုပ်မီအချိန်အထိယာယီအစိုးရအဖွဲ့ကိုဦးဆောင်မဲ့သူဖြစ်ပါတယ်။